အကောရိဏစိနေကောရံအတတုံတာဓုဏစိနေစိနေကတရိယံဒါလေနသစ္စေနာလိကဝါဒိနံလို့ဒါမြတ်စွာဘုရားရဲ့အဆုံးမအမြဲတောသကြီးမားတဲ့ပုဂ္ဂိုလ်တွေကြံဖတ်တဲ့ပုဂ္ဂိုလ်တွေအမြဲတောသမထားပဲနဲ့မေတ္တာမပြတ်တိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့ပဲ အနိုင်ယူရမယ်လို့ဒါမြတ်စွာဘုရားရဲ့ဆုံးမပဲမြတ်စွာဘုရားအဲ့ဒါလို့မြေတော်သားချီးမားတဲ့ပုဂ္ဂိုလ်ကိုတိခတ်ခွင့်လွတ်ခြင်းနဲ့နိုင်ယူလိုက်လို့ရှိရင်ပြဒနာအေးချမ်းသွားတာဟာတေချာနော်အေးချမ်းသွားတယ်သုံးမဟုတ်လို့ရှိရင်ပြဒနာဆိုတာရှင်ကြီးကတစ်ချက်ခောက်ရင်နောက်ထပ်ရှင်ကနှစ်ချက်ခောက်မယ်ဆိုတာမျိုးလေ တုံ့ပြန်လာတဲ့သာရမ္ဘလို့ခေါ်တဲ့ဒီလက်စားခြေတဲ့အမှုမျိုးတွေဆိုတာလောကမှာရှိမင်းကတစ်ခုလုပ်ရင်ငါနှစ်ခုလုပ်မယ်မင်းကထုံးနဲ့ရရင်ငါဒါနဲ့ခုံးမယ်ဆိုရဲအဲ့လိုတုံ့ပြန်မှုမျိုးတွေနဲ့တန်တရာမှာဖြည့်ရှင်းလို့မရဘူးတဲ့ အကောရိနစိနေကောရံအတာဒုံသာဓုနာစိနေမကောင်းတဲ့လူကိုလည်းမိမိကကောင်းတဲ့အနေထားတစ်ခုဖြင့်အောင်းနိုင်ဖို့ကြိုးစားပါစိနေကတရိယံဒါနေနအလုံးကိုနှမျောတတ်တဲ့ပုဂ္ဂိုလ်ကိုလည်းပဲပေးခန့်ခြင်းဖြင့်အနိုင်ယူပါလို့သစ္စေနာလိကဝါရိနလိညာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ကိုအမှန်ကန်ပြောဆိုခြင်းဖြင့်နိုင်ယူပါလို့ဆိုတဲ့ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလောကလူတွေယုံကြည်ခြင်းနဲ့စံကျင်ပဲဖြစ်တယ်။ယုံဓမ္မစံကျင်လို့လူတွေဟာဒါကိုလို့ရင်အောင်မြင်မှမလားလို့တန်တရားတောင်ဖြစ်နိုင်တယ်။မဟုတ်ဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာမယ်ဆိုရင်နှုတ်ဦးနှဝအလွန်ကောင်းမြတ်တဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်။သိချာပေါ့ဖြစ်တယ်။ အဲ့လိုတုံ့ပြန်မှုမပြုဘဲနဲ့တိခံခွင့်လွှတ်ခြင်းမေတ္တာမပြည့်နေထိုင်ခြင်းအဖြစ်လုံးတင်လှုပ်ထိုက်တာကိုလှုပ်ချမလှုပ်ဘဲနဲ့ငုံခံတာကိုဆိုလိုတာမဟုတ်ဘူးလုံးတင်လှုပ်ထိုက်တာတွေကိုလှုပ်တယ်ဆိုပါစို့တစ်ခါတည်းကဆွဆွဲလာတယ်မဟုတ်မတရားတွေပြောလာလို့ရှိရင်မြတ်စွာဘုရားက ေးပြောချင်တာပြောပါစေငုံခံလို့ဒီလိုမပြောဘူးတုံ့ပြန်ဖြေရှင်းချက်ကိုတော့ပေးရသို့သောအဲ့ဒီလိုမဟုတ်မတရားပြောဆိုတဲ့စကားတွေဟာခொနည်းရက်တဲ့ပိုးမပိုးဘူးနောက်ဆုံးမှာသူတို့ရဲ့ဇေယိတ်နဲ့သူတို့ပဲပြန်ပြီးတော့အလွယ်မှာပဲကိုပြန်ရောက်တော့ကြတာများအဲ့တော့မြတ်စွာဘုရားကတုံ့ပြန်ပြောရမယ်လို့ဆို အဘုဒံအဘုဒတောနေဖေတိတ္တပမမှန်မှုဆိုရင်မမှန်တဲ့အကြောင်းရှင်းလင်းဖော်ပြဆွဆွဲတာဆိုလို့ရှိရင်မမှန်ရင်မမှန်တဲ့အကြောင်းအဲ့ဒီလိုမမှန်ကန်တဲ့အကြောင်းပြောလာမယ်ဆိုလို့ရှိရင်လည်းဖြေရှင်းရမယ်ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့စကား ်အင်တန်မှမှတ်သားစရာကောင်းတယ်ဒီသဘောမျိုးပဲဒီဒီနေရာမှာပဲပြမဇာလတုတ်အစပိုင်းမှာဘုရဘာသာဝင်တို့လိုက်နာဖို့အတွက်အဲ့ဆောဘုရားဆုံးမအေးဖရာတရားတန်ခါယရဏသုံးပါးကိုကဲ့ရရှုချပြစ်တဲ့စကားပြောလာမယ်ဆိုလို့ရှိရင်စိတ်ဆိုးနေနံပါတ်1က စိတ်မဆိုးနေဘာကြောင့်လဲမင်းတို့စိတ်ဆိုးနေလို့ရှိရင် အမှန်မှန်ကိုသိမှာမဟုတ်ဘူးစိတ်ဆိုးခြင်းဟာကိုယ့်အတွက်ရှင်နဲ့နှလုံးထဲမှာငြိမ်းချမ်းမှုကိုဆုံးရှုံးစေတတ်တာဖြစ်ကိုယ်တိုင်ကစပြီးကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုကဆုံးရှုံးသွားမှာဖြစ်ဒါကြောင့်စိတ်မဆိုးနေစိတ်ဆိုးနေလို့ရှိရင် အမှန်မှန်ဝေဖန်ခွဲခြားနိုင်စွမ်းရှိမှာမဟုတ်ဘူး အဲ့ဒီဝေဖန်ခွဲခြားနိုင်စွာမရှိခြင်းဟာလည်းထပ်မံဆုံးရှုံးခြင်းတစ်ခုပဲဖြစ်တယ်။ဒါကြောင့်မို့မမှန်ဘူးဆိုရင်မမှန်ဘူးလို့ရှင်းပြရအဘုဒ္ဓံအဘုဒ္ဓတော်နိဗ္ဗိတိတ္တဗဟံတို့ဒီကျင့်စဉ်တစ်ခုဟာဧဝတမကဘာကျော်တဲ့မြတ်စွာဘုရားရဲ့တကယ်ငြိမ်းချမ်းတဲ့ကျင့်စဉ်တစ်ခုဖြစ်တယ်။ဒီကျင့်စဉ်နဲ့ပဲလိုက်နာကျင့်သုံးကြ လက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်နော်ဒီနေရာမှာဆုတောင်းလို့ပြောတာမဟုတ်ဘူးလက်တွေ့ကျင့်သုံးမှုပြောနော်ကိုလုံးဝမဲ့အလုပ်ဟာလက်တွေ့ကျင့်သုံးခြင်းသာဖြစ်တယ်တခါတစ်ဖက်သားကကိုယ်ကိုချီးကျူးမြှောက်စားပြောလို့ရှိရင်လည်းပဲဒါလည်းအန္တရာယ်တစ်ခုပဲသစ္စာဘုရားကကိုယ်ကိုချီးမွမ်းနေဆိုရင်လည်းချီးမွမ်းလို့ဆိုပြီးဘဝင်မြင့်ပြီးတော့ စိတ်တွေတက်ကြွမောက်မှပြီးမသွားနဲ့တဲ့အဲ့ဒီလိုဘဝင်မြင့်သွားမယ်ဆိုလို့ရှိရင်တင်တို့ရဲ့ရင်ထဲမှာအန္တရာယ်တစ်ခုဖြစ်လာအမှားမှန်ဆိုတာခွဲခြားသိနိုင်စွာရှိမှာမဟုတ်ဘူးဒါကြောင့်မို့ကိုယ်ကိုချီးမွမ်းနေတဲ့စကားတစ်ခုဟာသူဟာအမှန်ကန်ချီးမွမ်းတာလား အပူရီပြောနေတာလားဆိုတာကိုယ့်အကိုအသိဆုံးပဲအဲ့တော့အမှန်ကန်ဆိုလို့ရှိရင်ဘူတံဘူဒတော်ပဋိစံနေတက်မှန်နေဆိုရင်တော့မှန်တဲ့အတိုင်းဝန်ခံလိုက်ဖို့ပဲရှိဝန်တာနေဖို့မဟုတ်ဘူးလို့အဲ့တော့ဝန်တာခြင်းနဲ့စိတ်ဆိုးခြင်းလူတွေဟာလောကဓာတ်နဲ့တွေ့လာလို့ရှိရင်ခြင်းနဲ့ခြင်းနဲ့မခြင်းနဲ့ခြင်းဆိုတာနှစ်ခုလာမှာပဲ ကိုကိုပြပြောရင်မကျေနပ်ဘူးကိုကိုချီးမွမ်းရင်ကျေနပ်တယ်အဲ့ဒီနိန္ဒာပတန်တာကဲ့ရဲ့ခြင်းနဲ့ချီးမွမ်းခြင်းနှစ်ခုလာလို့ရှိရင်လိုက်နာရမယ်ခြင်းစဉ်တစ်ခုကိုမြတ်စွာဘုရားဟောကြားဆုံးမအဲ့ဒီခြင်းစဉ်ကိုကိုရဘာသာဝင်နေဟာမိမိတကိုယ်ဒီစိတ်နှလုံးအေးချမ်းမှုအတွက်လည်းပဲဒီတိုင်းလိုက်နာ မိမိတို့ရဲ့ society လူအတိုင်းဝိုင်းကြီးတစ်ခုလုံးငြိမ်းချမ်းမှုလေလူတိုင်းလူတိုင်းဟာဒီတိုင်းလိုက်နာမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုနဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်မှာတည်ချဒါဟာဘုရားဆုံးမအစ်စ်ပဲဖြစ်တယ်နော်ရသော်ဘုရားရဲ့ဆုံးမဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အကောစီမံအဝတိမံစီနီမံအာတိမေဒီကောင်90သွားတယ် ငါ့ကိုဆဲတယ်ငါ့ကိုရိုက်နေတယ်ပုတ်ခတ်တယ်ငါ့ကိုအနိုင်ကျင့်တယ်အဲ့ဒါတွေကိုစိတ်ထဲမှာတိမတ်ထားပြီးတော့လက်စားချေဖို့ကြိုးစားမဲ့ဆိုရင်ဘယ်တော့မှမဆုံးနိုင်တဲ့ရံမွေးကြီးပဲဖြစ်မှာဖြစ်တယ်ငြိမ်းချမ်းမှုဆိုတာရမှာမဟုတ်ဘူးငြိမ်းချမ်းမှုရဖို့ဆူတောင်းနေကြလည်းမလိုဘူး လက်တွေ့ကျင့်သုံးမှုဟာအဓိကကြမယ်လို့ဒီလိုဆိုတယ်။ဒါမြတ်စွာဘုရားရဲ့အဆုံးအမတရားပါတယ်။အဲ့ဒါတွေကိုတတိထားပြီးတော့မိမိတို့ကိုယ်တွေ့လိုက်နာကျင့်သုံး။ဘယ်ကနေစလိုက်နာကျင့်သုံးလဲလို့ဆိုလို့ရှိရင်မိမိတို့ရဲ့လူမှုအတိုင်းအဝိုင်းထဲမှာလူဆိုဆိုင်ရဲ့ဒီထဲမှာ family လို့ခေါ်တဲ့မိသားစုမိသားစုတစ်ခုဟာ အသေးဆုံးဆိုဆိုင်အတီလေးတစ်ခုပဲနော်ကို့မိသားစုကို့မိသားစုထဲမှာ၃ယောက်ရှိရင်၃ယောက်၄ယောက်ရှိရင်၄ယောက်အဲ့ဒီမိသားစု family ဆိုဆိုင်အတီလေးကိုကြည့်အဲ့ဒီမိသားစုလေးတုံးနဲ့တူဆက်ဆံရေးကစပြီးတော့လေ့ကျင့်ပြီးတော့ကြည့်ရသော်ဗျာရဲ့အဆုံးအမတိုင်းဒုဒရီလိုက်လာမယ် အဲ့ထဲမဲ့မိသားစုလေးတခုမှဆိုရင်အမေလို့သူရှိတယ်အဖေလို့သူရှိတယ်တားရှိမယ်တမီးရှိမယ်ဆိုပါစို့ဆိုင်ရဆိုင်ရမိဘနဲ့တားသမီးဆက်ဆံရေးမှန်ကန်တဲ့ဆက်ဆံရေးနဲ့ဆက်ဆံပြီးတော့မိဘကလည်းတားသမီးအပေါ်မှာစိတ်နေသဘောထားမှန်ကန်မှု သာသမီးကလည်းမိဘအပေါ်မှာစိတ်နေသဘောထားမှန်ကန်မှုညီကိုမောင်နှမချင်းချင်းလည်းစိတ်နေသဘောထားမှန်ကန်မှုအိမ်တော်ဘက်အချင်းချင်းမိဘနှစ်ဦးကလည်းစိတ်နေသဘောထားမှန်ကန်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတိုင်းလိုက်နာမယ်ဆိုရင်ပြဿနာတက်เสียတခုမှမရှိဘူးပြဿနာတက်တာဟာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းမလိုက်နာနိုင်လို့သာပြဿနာတက်တာဖြစ်တယ်ဗော မေတ္တာကရုဏာမုရိဒာဥပေက္ခလို့ခေါ်တဲ့ကျိုးစီးပွားကိုလိုလားတဲ့မေတ္တာကိုအခြေခံပြီးကိုမိသားစုလေးအားစပြီးငြိမ်းချမ်းအောင်ကိုမိသားစုလေးအားစပြီးငြိမ်းချမ်းရအောင်ကြိုးစားမှာဖြစ်တယ်မိသားစုတိုင်းမိသားစုတိုင်းငြိမ်းချမ်းသွားပြီဆိုရင်အဲ့ဒီမိသားစုတွေစုပေါင်းနေတဲ့ရက်ွက်ကြီးဟာငြိမ်းချမ်းမှာအဲ့ဒီမိသားစုတွေနေထိုင်တဲ့မြို့နယ်တစ်ခုဟာငြိမ်းချမ်းမှာ မိသားစုတွေနေထိုင်တဲ့ရွာတရွာဟာငြိမ်းချမ်းမှာမိသားစုတွေနေထိုင်တဲ့ရှက်ကွက်ပေါင်းများစွာရှိတဲ့မြို့ကြီးဟာလည်းငြိမ်းချမ်းတိုင်းဒေသကြီးတို့ပြည်နယ်တို့ဆိုတာလည်းငြိမ်းချမ်းသွားနောက်ဆုံးမှာအဲ့ဒီလိုငြိမ်းချမ်းသာယာတဲ့လူအဖွဲ့အစည်းတွေနဲ့တီထောင်ထားတဲ့နိုင်ငံကြီးတနိုင်ငံလုံးကလည်းငြိမ်းချမ်းပါအဲ့တော့မငြိမ်းချမ်းတဲ့လူတွေမငြိမ်းချမ်းတဲ့စိတ်ဓာတ်တွေတိုင်းပြည်ကိုနေထိုင်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတော့မျော့လင့်စရာမရှိဘူးမျော့လင့်လို့မရနိုင်ဘူးဒါကိုလေတတိထားကြရမှာဖြစ်တယ်အဲ့ဒီလိုဘဝခရီးကိုလျှောက်လန်းတဲ့အခါရဘုရားရဲ့အဆုံးအမတိုင်းအမှန်ကန်ကိုသိရှိနားလည်ပြီးတော့လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိပြီးမလုံးတဲ့နာကိုရှောင်ရှားလို့လုံးတဲ့နာကိုလုံးချ ်ရဘုရားရဲ့ဆုံးမတရားတော်တွေဟာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားဟောတာဖြစ်လို့အေးဒုတိယကကိုယ်ရှုံချလာတဲ့နိုင်ကျင့်လာတဲ့ဘယ်လိုစိတ်ထားရမလဲဒုတိယကကိုယ်မြောက်ပင့်ပြောဆိုလာတဲ့ဘယ်လိုစိတ်ထားရလောကရမုန်တိုင်းနေနဲ့တွေ့လာလို့ရှင် စိတ်ဓာတ်ကိုဘယ်လိုကြံ့ခိုင်အောင်ထားရမလဲဆိုတဲ့တူဦးတီကစပြီးတော့လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့ မငိမ့်ချမ်းတဲ့နေရာမငိမ့်ချမ်းတဲ့မိသားစုမငိမ့်ချမ်းတဲ့ဒေသဆိုတာရှိမှာမဟုတ်ပါဘူးအားလုံးကငိမ့်ချမ်းသားရတော့မှာဖြစ်ပါအဲ့တော့လိုင်းနာจิตသုံးမှုကပို့ပြီးတော့အဓိကကြမြတ်စွာဘုရားရဲ့သုံးမတိုင်းလိုင်းနာจิตသုံးကြမှာဆူတောင်းနေလို့နဲ့ဘာတစ်ခုမှဖြစ်မှာမဟုတ်ဘူးဒါတော့ထင်ရှားဆူတောင်းနေုံနဲ့ဘာတစ်ခုမှမဖြစ်ဘူး ဆူတောင်းတယ်ဆိုတာတူနဲ့တူဘသူဘသူမှဒီตาကြမှာရသော်ဘုရားကိုယ်တိုင်းကိုဟဟောထားတာရှိပါငိမ့်ချမ်းခြင်းလို့ရှိရင်ငိမ့်ချမ်းစေတတ်တဲ့အကျင့်ကိုကျင့်ပါဆွတောင်းနေလို့တော့မင်းရမှာမဟုတ်ဘူးတဝုန်တူအစဉ်ပြေစေခြင်းအစဉ်ပြေတဲ့နိလန်းကိုကျင့်သုံးပါ ဆူတောင်းနေုံနဲ့တော့ဘာမှရမှာမဟုတ်ဘူးရသော်ဘုရားကိုယ်တိုင်ကအသက်ရှိခြင်းသလားအသက်ရှိခြင်းအသက်ရှိကြောင်းအကျင့်ကိုကျင့်ပါအသက်ရှိကြောင်းလမ်းစဉ်ကိုလိုက်နာစီးပွားဥစ္စာတိုးတက်ခြင်းသလားစီးပွားဥစ္စာတိုးတက်ကြောင်းအကျင့်ကိုလုပ်ပါအဲ့ဒီလိုမဟုတ်ဘဲနဲ့စီးပွားဥစ္စာတိုးတက်ပြရစေဖះရှိသောနဘူးနှစားလုံး နော်အဲ့ဒါလို့လှုပ်လို့တော့ဘာမှရမှာမဟုတ်ဘူးစီပေါ်တူတက်ခြင်းအကြောင်းကဘာလို့ကြိုးစားရမှာကိုယ်ကိုယ်တိုင်ကြိုးစားကိုယ်ကိုယ်တိုင်ဤပညာတွေနဲ့ကျွမ်းကျင်မှုတွေနဲ့လုံးလုံးဝီရိယထုတ်ပြီးကြည့်ကြိုးစားအထောက်အမဲ့ကိစ္စဘယ်ကိစ္စပဲဖြစ်ဖြစ်အလုံးလုံးချင်းဟာဒါပဲအဓိကကြ ဲ့ဒါတွေကိုသတိထားပြီးတော့အမားပေါ်အမားထပ်ပြီးတော့မဆင့်စေဖို့အမားကိုအမှန်တရားနဲ့ဖယ်ရှားပစ်ပြီးအမှန်တရားမှန်တဲ့လမ်းကြောင်းကနေလိုက်မှသာလင်မိမိတို့လူချင်းနဲ့ပန်းနိုင်မှုရောက်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှင်မာရွေနဲ့လမ်းစဉ်ထပ်ဆင့်ပြီးတော့မှားမယ်ဆိုရင် အမားပေါ်အမားဆင့်လို့ရှင်အမှန်တရားဟာပြောက်ကွက်သွားဖို့ပဲရှိတယ်ဘုရားအေးမြတ်ဘုရားရဲ့ဆုံးမတရားတော်တွေဟာဒီကနေ့ခေတ်မြန်မာနိုင်ငံမှာထင်ရှားပြီးတော့အလွယ်တကူဖတ်ရှုလေ့လာနိုင်တဲ့အနေအထားမျိုးကြားနာနိုင်တဲ့မှတ်သားနိုင်တဲ့အနေအထားမျိုးပဲရှိတယ်ချက်သုံးဖို့ပဲလိုအပ်တယ်ဆို နီးစနစ်တွေကအလုံးရှိတယ်လိုက်လာကျင့်သုံးဖို့ပဲလိုအပ်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်